အားလုံးမင်္ဂလာပါဒီကနေ့မှာ ဥပဒကာနဲ့ပတ်သက်ပြီးတော့ပြောပြပြရှင်ပါတယ်အလိုအရာတွေနဲ့ဥပဒကာတယောက်ကဘယ်လိုအရာတွေရှိရမလဲဘယ်လိုအရာတွေကိုရှောင်ကြဉ်ရမလဲဆိုတာကို ပြောပြပေးပါမယ်ခြေထနာသုံးပါးကိုကိုယ်ကစိတ်ကတဲ့ပုဂ္ဂိုလ်ကို အမျိုးသားဆိုရင် ဥပဒကာလို့ခေါ်ပြီးအမျိုးသမီးဆိုရင်ဥပတိကာလို့ခေါ်ပါတယ်လူပုဂ္ဂိုလ်တွေဟာမိမိတို့ရဲ့ခန္ဓာကိုယ်နဲ့အသက်ကိုမငဲ့ကွက်ဖဲ ရတနာမြတ်သုံးပါးအပိလူခြင်းရတနာမြတ်သုံးပါးအပေါ်၌ယုံကြည်ကိုးစားအားထားခြင်းရတနာမြတ်သုံးပါး၏တဝိဒအဖြစ်ဆွဲမှတ်ခံယူခြင်းရတနာမြတ်သုံးပါးကိုသာလျှင်ရှ िख ိုးမှုရိုသူကန့်ဆိုင်မှုပြုခြင်းစသောနိလန်းတို့ဖြင့်ရတနာသုံးပါးကို ကိုယ်ကိုယ်စိတ်ကတတ်သောပုဂ္ဂိုလ်ကိုဗုဒ္ဓဘာသာဝင်သူတော်စင်ဟုခေါ်ပါရဲဥပဒကဖြစ်တဲ့ ဥပတိကမှဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာရှောင်ကြမ်းမဲ့အရာ၅ပါးရှိပါတယ်။ဒီလိုအရာတွေကိုရောင်းဝယ်ဖောက်ကားပြီးတော့အတန်မွှှမှု မလုပ်ရပါဘူး။အဲ့ဒီအရာတွေကဘာတွေလဲဆိုတော့နံပါတ်၁လက်နဲ့ရောင်းဝယ်ခြင်းမလုပ်ရဘူး။နံပါတ်၂လူရောင်းဝယ်ခြင်းလူကုန်ကူးခြင်းမျိုးကိုလည်းမလုပ်ရပါဘူး။နံပါတ်၃ကြဝယ်အမဲသား၅စတာတွေကိုလည်းရောင်းဝယ်ပြီးတော့အတန်မွှှမှုမလုပ်ရပါဘူး။ ံပါတ်၄မိုးရေစေဝါအမျိုးမျိုးတည်ရည်တရအမျိုးမျိုးကိုလည်းရောင်းဝယ်မှုမလုပ်ရပါဘူးနံပါတ်၅လူကိုတည်စေတတ်တဲ့အစိတ်များကိုလည်းရောင်းဝယ်မှုမလုပ်ရပါဘူးဒါတွေကိုရောင်းဝယ်ပြီးလုပ်မယ်ဆိုရင်ဥပဒကမဖြစ်ပါဘူးဥပဒကတယောက်ဟာဘလို့အရေးချင်းတွေနဲ့ပြည့်စုံရမလဲဘလို့အရေးချင်းတွေမရှိရဘူးဆိုတာကိုလည်းပြောပြပေးပါမယ် ဥပါဒကတယောက်ဟာတရားတရားနဲ့ပြည့်စုံရမယ်အ ਨੇ စုံ၅ပါးတိလကိုလည်းဆောင်ထည့်ရမယ်ကောတုဟလမင်္ဂလာလို့ခေါ်တဲ့အထူးအဆက်မင်္ဂလာကိုလည်းယုံကြည်လက်ခံခြင်းမပြုရပါဘူးကံကိန်းအကျိုးကိုလည်းယုံကြည်ရမယ်အယူပြည့်တည်သာသနာပအလူခံပုဂ္ဂိုလ်တို့ကိုအယုဒေပြုခြင်းရှ िख ိုးခြင်းလှူဒန်းခြင်းများကိုလည်းမပြုလို့ရပါဘူးအဲ့ဒီလို အရာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ဥပါဒကယရဏနှစ်သက်ကြီးညိုဖွယ်ကောင်းတဲ့ဥပါဒကလို့လည်းခေါ်ပါတယ်။ဥပါဒကဘဒုမဘဒုံမှာဂျာနဲ့တူတဲ့ဥပါဒကလို့လည်းခေါ်ပါတယ်။ဥပါဒကပုံတရီကဂျာဖြူနဲ့တူတဲ့ဥပါဒကလို့လည်းခေါ်ပါတယ်။ဒီဥပါဒကကိုယ်ငါရင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘလို့အရာတွေကျူးလွန်ရင်ဘလို့အရာတွေကိုပြုလို့ရင် ဥပါဒကအဖြစ်မှရွေလျားတယ်လဲဥပါဒကအဖြစ်မှပြစ်စစ်တယ်လဲဆိုရင်စောနာကပြောခဲ့တဲ့ဥပါဒကဂုံကြီးဥပါဒကနဲ့ပြည့်စုံမဲ့အရေးချင်း၅ပါးကိုဖြောင်းမြင်ပဲယူရမှာဖြစ်ပါတယ်ဥပါဒကတယောက် ပြည့်စည်မဲ့အရာတွေရတော့တရားတရားမရှိခြင်းတိလမရှိခြင်းကောတုဟလမင်္ဂလာလို့ခေါ်တဲ့အထူးအဆက်မင်္ဂလာကိုတက်ဝင်ယုံကြည်ခြင်း ကံကင်း၏အကျိုးကိုမယုံကြည်ခြင်းအယူပြတ်သော သာသနာပါတိရှိတို့ကိုရှက်ခိုးခြင်းအယုဒေပြုခြင်းလှူဒန်းခြင်းတို့ကို ပြုလို့ရင် ဥပါဒကဖြစ်မှပြည့်စွဲတော်ပါတယ်ဥပါဒကဖြစ်မှလျှော့ကျတော်ပါတယ်ဥပါဒကမဖြစ်တော့ဘူးပေါ့အဲ့ဒီလိုအင်္ဂါရီနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ဥပါဒကစန္ဒလဒေါစတာ ဥပါဒကဟုလည်းခေါ်တယ်။ဥပါဒဥပါဒကမလမတန်ရှင်းသောဥပါဒကဟုလည်းခေါ်တယ်။ဥပါဒကပဋိကိဋ္ဌဆဆုပ်ရွန်ရှာပွဲကောင်းတဲ့ဥပါဒကလို့လည်းခေါ်ပါတယ်။နောက်ဥပါဒကဂုံကြီး၁၀ပါးလည်းရှိပါတယ်။ဒီဥပါဒကဂုံကြီး၁၀ပါးဒီဂုံကြီး၁၀ပါးနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်ကတော့အမြင့်ဆုံး အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။စေတနာသုံးပါးကိုစိတ်ကကုက္ကွယ်သော ပုဂ္ဂိုလ်တယောက်သည်ဖော်ပြလက်တံပါကိုအင်္ဂါများနှင့်ပြည်စုံပါကအစင်းမြင့်ဥပဒကဂုံတရရှိ ဥပဒကဆက်ဆက်ဖြစ်ပါတယ်တဲ့နံပါတ်1ဖျားရှင်ဤတပိသားတံဃာများနှင့်အေရတူပူအမြစင်ရချမ်းသာကို ဝေမျှခံစားခြင်းနံပါတ်2ဘုရားဤတရားတော်ကိုသာအလေးကယူပြုခြင်း အခြားသာသနာ့ဘအယူဝါဒများကိုလုံးဝခယူမပြုခြင်း နံပါတ်၃မိမိရှိသည့်မြပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်းသုံးစွဲလှူဒန်းတတ်ခြင်းနံပါတ်၄ဖရာသာသနာပစ္စည်းမိအရေးတွေ့မြင်ပါကသာသနာတော်ကြီးပွားရာကြီးပွားချောင်းကိုသာမဏိမနကြိုးစားအားထုတ်ခြင်းနံပါတ်၅အယူဖြောင့်မှန်ပြီး လူပြိုင်းတို့လက်ခံသည့်အထူးအဆန်းမင်္ဂလာကိုယုံကြည်မှုမရှိသည့်အပြင်မိမိအသက်ကိုပဓာနာမထားဘဲမိမိကိုယ်ကိုယ်ရာ ဖျားမှတပါအခြားသောအယူပြတ်သော တိတ်ထိဆရာများကိုမိမိဆရာအဖြစ်မြည်သည့်အခါများမယီညွှန်းခြင်းနဲ့နံပါတ်6ကာယကံဝစီကံကိုစောင့်ထိုင်းခြင်းနံပါတ်9အတူနေပုဂ္ဂိုလ်များနှင့်တင့်တင့်ညီညွတ်စွာ နေထိုင်တတ်၍အချင်းချင်းအပေါ်ညီဆူမှုကင်းပြီးသာသနာတော်ကိုကုရုံးလို့၍ဟန်ဆောင်ပါလွှားဝါကြွမှုမပြုလုပ်ခြင်းနံပါတ် ။ဖရာယရဏာကိုကိုယ်ကိုယ်စီကခြင်း။နံပါတ်9တရားယရဏာကိုကိုယ်ကိုယ်စီကခြင်း။နံပါတ်10တန်ခါယရဏာကိုကိုယ်ကိုယ်စီကခြင်းတို့ဖြစ်ပါတယ်။အကယ်၍ဖော်ပြပါဥပဒကဂုံကြီး7ပါးကိုပြောင်းပြန်ကျင့်သုံးသူဖြစ်ပါကဂုံတိခါမရှိသောဥပဒကဒါမှမဟုတ် ဥပဒကမဟုတ်သူဖြစ်ရောက်ရှိပါတယ်တဲ့။ထို့ကြောင့်ကောင်းမြတ်သောမှန်ကန်သော ငိုမြတ်သောဥပါဒကဥပါတိကမများဖြစ်ကြပါစေလို့တိုက်တွန်းပါရစေ။အလုံးကိုကြမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ကိုစီကိုငှပြည့်စုံနိုင်ကြပါစေ။